မောင်တော်မြို့နေနဲ့အမ်းမြို့နေတို့မှာစစ်တပ်မိုင်းကိုနေမိလို့လူငယ်တယောက်နဲ့လူကြီးတယောက်တို့အပြင်းထန်တဲ့အားရရှိသွားကြတယ်လို့သိရပါဗျ။တရားအပြင်းထန်ရသွားတဲ့သူတွေကတော့မောင်တော်မြို့နေရွှေစားအနောက်မွတ်စလင်ကြီးရွာကမမောက်ရဆင်းဆစ်ရှိနေနဲ့အမ်းမြို့နေပြုတ်ကျွန်းကြီးရွာကဥညင်ကြီး55နေတို့ဖြစ်ပါရီ မောင်တော်မြို့နေရွှေစားအနောက်ကြီးရောကမမောက်ရာစင်ဟာတရွာလေးမှာနေတဲ့နောက်ထပ်အဖို့6ရောက်နဲ့အတူမက်ရှလာ73ရဲ့နေမွန်တေ7နာရီလောက်ကငားရှာဖို့သွားတဲ့အချိန်ရွာနောက်ဖက်ခြံစည်းရိုးအနားမှာမိုင်းနီးမိခဲ့တာဖြစ်တယ်လို့အတူလိုက်ပါလာသူကာယာစကနရင်ဇရာကိုပြောပါရယ်အဲ့ဒီလိုမိုင်းနီးမိလို့မမောက်ရာစိတ်မှာဘေဘက်ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့ပြီးမိုင်းစားထိမှန်ခဲ့တဲ့အတွက်ဘေဘက်မျက်လုံးပါကွေသွားခဲ့ရတယ်လို့သိရပါရယ် ဲ့ဒီလိုပဲအမ်းမြို့နေပြုတ်ကျွန်းကြီးရွာကဥညင်ညီဟာလေမက်ရှလာ၁၂ရက်နေ့နေ့လီနှစ်နာရီလောက်ကလုံးရော်ဟောင်းဖက်ကိုထင်းခွေသွားတဲ့အချိန်မှာစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့စစ်ကြံမိုင်းတလုံးကိုနှီးမိလို့ပောက်ကွေးမှုဖြစ်ပြီးအပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။ဒါကြောင့်ဥညင်ညီမာလေဘေဘက်ချစ်တောက်ပြတ်ထွက်သွားခဲ့တယ်လို့မျက်နာမာလေမိုင်းစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။